ဘာစလိုနာကိုအကောင်းဆုံးစိတ်တက်နဲ့ခံယူချက်ပိုင်းနဲ့ကစားသွားပြီးဖိုင်နယ်ကိုတက်ရောက်ခဲ့တဲ့အင်တာမီလန် Congratulations ပါမင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှူအနေကျွန်တော်ကကျွန်တော်ကိုခင်းပါအင်တာမီလန်နဲ့ဘာစလိုနာရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပေးသွားကြပါမယ်ခင်ဗျအင်တာမီလန်အနေနဲ့အကောင်းဆုံးစိတ်တက်တဲ့ခံယူချက်ပိုင်းကြောင့် ဖိုင်နယ်ကိုတက်ရောက်သွားခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။တနည်းအားဖြင့်အီတလီသားတွေရဲ့မာကျောလာတဲ့စိတ်တဲ့ခံယူချက်မျိုးဒီပွဲစဉ်မှာကျွန်တော်အတိုင်းသားမြင်ခဲ့ရတာပါ။အင်တာမီလန်အသင်းစီငယ်ရွယ်ပြိုမြင့်နုနယ်ပြီးတောင်တင်းလွန်းလာတဲ့အသင်းတစ်သင်းတော့မဟုတ်ဘူး။ဘာစလိုနာရှင်စကွတ်ဒပ်အလောက်ထိမဖြစ်ဘူး။အင်တာမီလန်အသင်းရဲ့တဲ့ဆော့သွားတဲ့ဒီနေ့ကစားသမားတွေကိုကြည့်ကျွန်တော်ဆွန်မာအကာဘီကယ်လန်နိုဂလူအမ်ကီဒရန်စတဲ့ကစားသမားတွေကအသက်30ကျော်အရွယ်လွန်နေတဲ့ ကစားသမားတွေဒါပေမဲ့ဘီဝါပိုင်းအောက်မှာစနစ်တကျကစားမယ်လိုက်ပါစီးမျောမယ်ဆိုရင်တစ်ဖက်ကဘလောက်ပဲကောင်းတဲ့အသင်းဖြစ်ပါစေဦးနီးမှန်ကမ်းမှန်ရှိတဲ့အတွက်ရှင်ပြီးတော့ကစားနိုင်တယ်သို့တော့ဟိုတဘာဝတရားအတိုင်းအသက်အရွယ်တစ်ခုရောက်နေတဲ့အတွက်ကြောင့်ကစားအားတော့ကျလာစမြဲဖြစ်ပါတယ်အဲဒုတိယပိုင်းရောက်တဲ့အခါမှာအင်တာမီလန်ကစားသမားအများစုကစားအားကျလာတယ်ကစားချလိုက်တာမဟုတ်ဘူးကျအောင်ကျသွားတာအဲ့အတွက်ကြောင့်ဆိုင်မွန်နီအင်ဇာဂီတီ လူသားပြောင်းလဲမှုတွေအများကြီးလုပ်ပြီးအသင်းကိုပြန်လဲထန်းတင်ပေးခဲ့ရတယ်လွယ်တော့မလွယ်ဘူးဗျတစ်ဖက်ကလူငယ်လူရွယ်ကစားသမားအများအပြားနဲ့ဂျာမန်နီးပြကင်တွယ်နေတဲ့အခြေအနေမျိုးကိုအီတလီနီးပြတယောက်ဖြစ်တဲ့ဆိုင်မွန်နီအင်ဇာဂီကစကော့ဒပ်အရင်မဖြစ်ဘူးဆိုပေမဲ့လည်းချစ်လက်မှုနဲ့စိတ်ဓာတ်နဲ့ခံယူချက်ပိုင်းနဲ့နောက်တစ်ဆင့်ကိုတက်သွားတဲ့ပုံသဏ္ဍာန်တွေကဒါချန်ပီယံလိမှာတော့အမြဲတမ်းလိုလိုဟိုကျွန်တော်မြင်ခဲ့ဘူးတဲ့အစဉ်လာတွေပေါ့ဗျာချန်ပီယံလိမှာ numerical advantage တွေအများကြီးရပြီး เนาะစီးပိုင်နေအောင်ကစားတဲ့အသင်းတွေပြုတ်သွားတဲ့ခုနှစ်ပေါင်မနေဘူးအဲ့လိုစိတ်သက်ကောင်းမမှုနဲ့ကစားပုံကြွကြလဲလဲနဲ့ efficient hand ကိုဦးစားပေးပြီးပိုဆွဲသွားတဲ့အသင်းတွေလည်းကျွန်တော်အများကြီးတွေ့ခဲ့ဘူးလေအဲ့တော့ Inter Milan မှာအဲ့ဒီကျင်အင်လက္ခဏာတွေအပြည့်ရှိနေတာကိုတွေ့ရပါတယ်ဆိုတော့ Italy Serie ဘောလုံးလောကဘာကြီးပဲဖြစ်နေပါသေးနော်ကျွန်တော် Italy Serie ဘောလုံးလောကဟိုးရင်တော့အခြေအနေတော့မတူတော့ဘူးပေါ့ဗျာအဲ့လိုမျိုးရုပ်ရော့နေတဲ့ အခြေအနေမှာတော့အင်တာမီလန်နောက်ဆုံး၃နှစ်မှာဖိုင်နယ်ကိုနှစ်ကြိမ်တက်ရောက်နိုင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။အခုဆီမီဖိုင်နယ်အဆင့်မှာကစားနေတဲ့၄သင်းလုံးမှာဆိုရင်ဒါကျွန်တော်တယောက်တည်းအမြင်ကအင်တာမီလန်စကွတ်တက်မဖြစ်ဆုံးအသင်းဒါတောင်မှဘာစလိုနာလိုရှယ်ချဲတဲ့အသင်းကိုအကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာတော့ကျွန်တော်တကယ်ချီးကျူးတယ်။ဆိုတော့ဒီနေ့ပွဲတွေမှာကျွန်တော် viewer ဘိုင်းကလေးလာတင်ယူစရာတွေအများကြီးတွေ့ခဲ့တယ်။နီးပြားနှစ်ယောက်လုံးက pressing ပေးပြီးတော့ကစားခဲ့တယ်။တို့ပေမဲ့ ပရက်ဆင်ပေးတယ်ဆိုတဲ့နေရာမှာနီးပြတယောက်နဲ့တယောက်ကြားတဲ့ကအတွေးခေါ်ယူဆပုံချင်းကွာလိမ့်မယ်ဗျကောင်တာပရက်ဆင်လို့ခေါ်တဲ့တစ်ဖက်အတင်းကပရက်ဆင်လုံးနေတဲ့ဟန်ကိုချက်ချင်းဘောလုံးပြန်လဲရောက်ဖို့အတွက်ပေးတဲ့ဟန်တစ်ခုမှာဒါဆက်ချီတို့အီတလီအုပ်စုနဲ့နော်တစ်ဖက်ကရန်ညက်တို့ပေါ့ဗျာဂျာမန်အုပ်စုနဲ့မတူပြန်ဘူးအသေးစိတ်လေးကွဲပြားမှုလေးတွေတော့ရှိပါတယ်တိုးတော့ရေဘူးအဆက်ဆံပြောမယ်ဆိုရင်တော့ ဒါ counter pressing ပဲပေါ့ဒီနေ့ပွဲစဉ်မှာကျွန်တော်အဲ့လို counter press တွေတွေ့ခဲ့ရတယ်လုံးဝ aggressive high press counter attack မျိုးတွေတွေ့ခဲ့ရတယ်ပြန်ဘက်အသင်းရဲ့အဲကွင်းဘက်ချမ်းမှာဘောလုံးမရရအောင်ပြန်ယူပြီးတော့ချက်ချင်းဆိုသလို counter attack လုပ်တဲ့ပုံစံမျိုးတွေပေါ့အဲ့တော့ဘောလုံးပွဲတစ်ပွဲမှာကျွန်တော်တို့ပြိတ္တတွေဒီများသောအားဖြင့်ဘောလုံးခြေတော်ထဲမှာရှိနေတဲ့အချိန်ကိုအာယုံပူရကြတယ်တနည်းအားဖြင့် in position မှာပေါ့ဘောလုံးဘလူးပေးနေလဲဘလူး dribble တွေလုတ်သွားလဲ ဘေးတက်ကိုဘလို့တီဆောက်နေလဲဒါပြိတ္တအများစုမြင်တဲ့အမြင်သို့တော့ဘောလုံးမရှိတဲ့အချိန်မှာလဲအဲ့ဒီခံစစ်ကစားတဲ့အတင်းတနည်းအားဖြင့် out of position ဖြစ်နေတဲ့အတင်းကဘလို့လုပ်ငန်းဆောင်တာတွေလုပ်နေတယ်လဲဘလို့နေရာယူမှုတွေလုပ်နေတယ်လဲ position ဘလို့တွေယူနေတယ်လဲအဲ့ဒါကလည်းအရန်အရေးပါတယ်အဲ့တော့ Inter Milan ဒီ out of position မှာတောက်ရန်တောက်ရန်ကိုကောင်းတဲ့အတင်းတင်း position นี่ तू ဘလို့ယူရမလဲအကောင်းဆုံးသိတယ်ပထမပိုင်းမှာကစားပုံကလုံးဝယူကစားပုံဆိုတာ ခံစိတ်ကစားပုံပြောရအောင်နော်ကျွန်တော်ကတော့ပြောတယ် out of position ကစားတဲ့ပုံစံတွေနေရာယူတဲ့ပုံစံတွေအရန်အရန်ကိုကောင်းလုံးပါတယ်ဘာစနာအတင်းဒီပထမပိုင်းမှာဂိုးကန်သွင်းခွင့်တစ်ချိန်ပဲရခဲ့တယ်အင်တာမီလန်အတင်းကတော့ counter press တွေနော် high press တွေပေးရရနေပြန်ပြီးအခွင့်အရေးတွေများများဆဆရခဲ့တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်အင်တာမီလန်ရဲ့ပထမပိုင်းကစားပုံကတော့ champion ဖြစ်တဲ့ဖြစ်ထိုက်တဲ့ခြေသွမ်းမျိုးလို့တောင်ပြောလို့ရတယ်ဗျာဆိုတော့ တစ်ဖက်က juice ခွန်ဒီမပါတာလဲပါတာပေါ့နော်အဲ့တော့လမိုင်းညမ်းမောတယောက်သေးနဲ့တိုက်စစ်ပိုင်းမှာတစ်ဖက်က၃ယောက်လောက်လူကတ်ကစားထားတဲ့အခြေအနေမျိုးကို ထိုးပဖို့အတွက်ခက်ခဲနေတယ်ဒါပထမပိုင်းမှာလည်း mkidran တို့နော်ဒီမာကိုတို့ကစားအားအပြည့်နဲ့တက်လုံအပြည့်နဲ့လူကတ်ကစားနိုင်တာလဲပါတယ်ဒုတိယပိုင်းမှာကျသွားပါတယ်အဲ့တို့ကြောင့်နီးပြထုတ်ပြီးလူသားလဲခဲ့ရတဲ့အခိုက်အတန့်တွေမြင်ရမှာပေါ့နော်တိုးတော့အဲ့ပထမပိုင်းမှာတင် အင်တာမီလန်အသင်းကစိတ်သက်ပိုင်းအသာစီးရသွားတဲ့ပုံစံမျိုးတွေကျွန်တော်အများကြီးမြင်ခဲ့ရတယ်။ဒါတောင်မှဘာစီလိုနာမှုတ်လို့ဒုတိယပိုင်းပြန်လာခဲ့တာ။အင်တာမီလန်ကိုပထမပိုင်းမှာကြိုက်တဲ့လောက်နော်ဖိတက်တွေပုံဖော်ပြီးဂိုးသွင်း။ဒါပေမဲ့သူတို့ဂိုးပေါက်တဲ့ကိုရောက်ဖို့အတွက်အဲ့လောက်ထိအဆင်မပြေဘူး။ဘာကြောင့်လဲဆိုတော့ isolation လုပ်ဖို့ဆိုတာအဲ့လောက်မလွယ်တော့ဘူး။သူက overload လုပ်ထားတာဗျ။အဲ့ကိုအတင်းက overload ဘယ်လောက်လုပ်လို့နေရာလွတ်တွေပြန်ရဖို့ isolation ခွဲထုတ်ပြဖို့ဆိုတာက ပထမပိုင်းမှာကျွန်တော်ကိုယ်တိုင်လည်းမမြင်ခဲ့ဘူးအဲ့လောက်ထိ ਉਹ ဒီပြပြတက်တက်တက်အင်တာမီလန်အသင်းကစားသွားနိုင်ခဲ့တာဆိုတော့ဒုတိယပိုင်းရောက်တဲ့အခါမှာ Hansi Flick ကအဲ့လိုကစားလို့မရမှန်းသိတဲ့အခါကျတော့ဘရုတတိထားမိလားမသိဘူးဘာစနာရရသွားတဲ့ twin goal နှစ် goal လောကအမြင်ဘောတွေကနေပဲရသွားတာအဲ့လိုမျိုးခန်စစ်ကိုတက်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 ကစားနေတဲ့အသင်းအသင်းခစစ်နေရာယူပုံကောင်းတဲ့အတင်းတင်းကိုအဲ့လိုမျိုးစီးပိုင်နေအောင်ပိုဇီရှင်ကြီးအများကြီးယူပြီး isolation လုပ်နေဖို့မစင်းစားနဲ့ရရရသလိုထိရောက်တဲ့ အမြင်ပေါ်နဲ့ပဲကိုးသွင်းဖို့အတွက်ကအကောင်းဆုံးဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော် tactical boat ထဲမှာအနေငယ်ဟိုဆွေးနွေးချင်ပါတယ်။ပထမအကြော့မှာကစားသွားတဲ့ပုံတံအခင်းကျင်းတိုင်းပဲ Inter Milan ကပြောင်းလဲမှုမြန်မြန်စားတော့မရှိခဲ့ဘူးဗျ။တစ်ဖက် Barcelona လည်း Toni Du ပဲဒီနေရာမှာ Eric Garcia ဝင်သွားတာလွဲရင်နော်ကျန်တဲ့နေရာတွေမှာဒီပုံတံတိုင်းကစားခဲ့တယ်။အဲ့တော့ Barcelona ကတော့သူ့ပုံတံတိုင်းပဲ overload to isolation မဲ့စော်တာ။အဲ့တော့ကွင်းလယ်မှာလည်းကစားသမားအများအပြားနဲ့ တဖက်အသင်းရဲ့ကွင်းလယ်စိုးမိုးမှုအသာသီးယူပြီးကစားဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့လောက်ထိမလွယ်ကူတာပြိုင်ဘက်ကပို့ပြီး overload ဖြစ်တယ်ဗျ။ဘာကြောင့်လဲဆိုတော့ကွင်းလယ်ကကစားသမား၃ယောက်တည်ခံစစ်ပဲကစားဖို့အတွက်ရည်ရွယ်ထားတဲ့သူတွေဖြစ်ပါတယ်။ဒါအပြင် Marcus Turan ကလည်းဒီကစားသမားတွေနဲ့အမြဲတမ်းပေါင်းတယ်။ရှေ့မှာ Lodro Martinez တယောက်ပဲရှိတယ်။အဲ Lodro Martinez တယောက်ကလည်းကိုယ့်ရဲ့တာဝန်ကိုကြည်အောင်လုပ်နိုင်တယ်။ကျွန်တော်တဖက်အသင်းရဲ့နော် final တက်တဲ့မှာ pressing ပေးရမယ် counter press လုပ်ရမယ်အခြေအနေမျိုးတွေမှာရအောင်လိုက်လုပ်တယ်အဲ့တော့ Queen Lane မှာ bro ရဲ့ဒီ၃ယောက်ကြီးဖြစ်သွားအောင် Marcus Duran ကြီးကလည်းမသိရင်ကွင်းလေကစားသမားကြာနေဘောဝင်းနေနေတောက်လျှောက်တွေလိုက်လုံနေဒီကွင်းလေကစားသမား၃ယောက်ကလည်းလုံးဝအတက်အစင်းမမှန်နဲ့အဲ့လိုမျိုးကြီးစော့တာဘရိုအဲ့မှာ central zone ကိုသွားရှိုးကြည့်လိုက် central zone မှာအများကြီးပဲအဲ့တော့ central zone ကပျောက်သွားပါဗျာကွင်းလေမှာ p3 ဘလောက်ကောင်းကောင်းဘောလုံးပေးဖို့ဆိုတာအဲ့လောက်မလွယ်တော့ဘူး frankie dion အသင်းရဲ့တန်ဖိုးဘလောက်ထိနိုင်ထိနိုင်ဘရိုစရာကြီးတယောက်နှစ်ယောက်သုံးယောက်လေးယောက် နော်ငါ6ယောက်လောက်ရှိတဲ့ဒီအလဲဘဟိုတက်တဲ့ကိုဘာမှဘောလုံးခွဲဝေမှုတွေထိရောက်တဲ့ပေးပို့မှုတွေမလုံးနိုင်တော့ဘူးကျွန်တော်တော့ channel တွေကိုပြန်ကြည့်ရင်လည်းလမိုင်းညမဲကိုဒီမာကူကပရမိုင်းမှာ stamina အပြည့်နဲ့လုံအားလုံးအပြည့်နဲ့ကတ်သွားသလို amkida rain ညလည်းရှိတယ်ဒါအပြင် bastoni ကလည်းအဲ့နှစ်ယောက်ကိုကြော်ထွက်လာရင်အပြည့် bastoni အရန်ကောင်းတယ်တကယ်ကဘာအဆင့်ကစားသမားဖြစ်နေအဲ့တော့လမိုင်းရမဲတယောက်ကဒီ၃ယောက်ကိုကြော်ဖို့ဆိုတာဒီ၂ယောက်ကိုဖြတ်ထွက်သွားရင်တောင်မှနောက်မှ bastoni နဲ့သွားတွေ့တာဗျာ အဲ့လောက်ထိမလွယ်ဘူးဆိုတော့ဒီတိုင်း press နေတဲ့ပုံတံအပြင် ပို့ပြီးတော့ဒုတိယအကြော့မှာ press တာကိုနှစ်င့်တိုးလိုက်တယ် update လုပ်လိုက်တယ်ပေါ့ဗျာအရင်တော့ကခန်းစစ်မှာပဲတီတီငင်ငင်ကစားနေရတာနေဒီကစားသမားတွေကဘောလုံးဘာစလိုနာပြန်မရသွားနဲ့နှစ်ယောက်သုံးယောက်လောက်ကျွန်တော်ဝိုင်းပြီးတော့ counter press တဲ့ပုံစံနေနေရာလွတ်တွေပေးဖို့အတွက်เนาะ အမြင်ဝေဝါးသွားစေဖို့ဖိအားပေးတဲ့ပုံစံမျိုးတွေအင်တာမီလန်အသင်းတွေအသုံးချခဲ့တယ်။အဲ့လိုမျိုးအခြေအနေမှာတော့ပထမပိုင်းကစားပုံအထူးသဖြင့်ဘာစနာတွေမဟုတ်ဘူးဘယ်အသင်းဆိုတိုက်ပတ်သွားလိမ့်မယ်။ကျွန်တော်အဓိကပထမပိုင်းမှာဘာကြောင့်ညွန်ပြီးပြောနေလဲဆိုပထမပိုင်းမှာအင်တာမီလန်ကစားပုံတကယ်အဆင်တန်းရှိပြီးတော့ချန်ပီယံဖြစ်တင်ဖြစ်တိုက်တဲ့အခြေအနေမျိုးရှိနေလို့ပြောပြတာပါ။ဒုတိယပိုင်းမှာကတော့ကျွန်တော်တို့ကပြောသလိုအမြင်ပေါ်နေတဲ့ ဘာစလိုနာကိုရဖို့အတွက်ကြိုးစားအားထုတ်သွားတယ်အင်တာမီလန်အသင်းရဲ့စိတ်ထဲနဲ့ခံယူချက်ပိုင်းကောင်းမှုနဲ့အတူချီပါကူတွေအနိုင်ကူတွေပြန်သွင်းယူနိုင်ခဲ့တယ်ပေါ့နော်အဲကျွန်တော်အဓိက highlight ပေးပြောချင်တာကတော့ပထမအင်းကစားပုံတော်တော်လေးမိုက်ခဲ့ပါတယ်အဲ့တော့ဘာစလိုနာအသင်းကိုဖြူရပိုင်းအရာရောစိတ်ထဲနဲ့ခံယူချက်ပိုင်းအရာရောအကောင်းဆုံးရှင်ပြိုင်ကစားနိုင်ခဲ့တဲ့ final ရောက်အင်တာမီလန်အသင်းကိုထပ်မံချီးကျူးဂုဏ်ပြုရင်းနဲ့ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်